မကွေးတိုင်းကန်းကောမြို့နယ်နှံခါကြီးရွာစေခံကိုပြစ်မှတ်ထားပြီးဘုံကျဲတိုက်ခတ်ခဲ့တဲ့စစ်ကောင်စီရဲ့လှုပ်ရက်ကိုရှုံချကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနကမတ်လ23ရက်မနေ့ကထုတ်ပြန်ပါတယ်။တိုက်ပွဲဖြစ်တာမရှိဘဲမတ်လ22ရက်မနက်၈နာရီခွဲဝန်းကျင်ကနှံခါရွာစေခံကိုဘုံကျဲတာကြောင်း CDM ဆရာဝန်ဒေါက်တာမြတ်စုအောင် ဇနီးဖြစ်သူဒေါ်ခိုင်နှင်းဝေနဲ့သားဖြစ်သူ၅နှစ်အရွယ်ကလင်းငယ်အပါအဝင်၁၁ဦးသေဆုံးခဲ့ပြီး၆ဦးဒဏ်ရာရခဲ့တယ်လို့ NUG ဖော်ပြပါတယ်။ဒေါက်တာမြဆူအောင်ရဲ့ဇနီးဖြစ်သူဒေါ်ခိုင်နှင်းဝေဟာအထက်တန်းသူနာပြုဖြစ်တယ်လို့ကိုဝန်လဲလွှဲထားရပါတယ်။ဒေါက်တာမြဆူအောင်ဟာစေခန်းလာတဲ့လူနာတွေကိုစေကုပေးနေတဲ့အချိန်ဘုံကျဲတိုက်ခိုက်ခံရတာလို့ NUG ဆိုပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်ဆရာဝန်မိသားစု လူနာလူနာဆောင်နဲ့အရတားပြည်သူ စုစုပေါင်း၁၁ဦးသေဆုံးခဲ့ရပြီးအဲ့ဒီထဲမှာကလေးငယ်၅ဦးပါဝင်တယ်လို့ NUG ကအသိပေးပါတယ်။ပြီးတော့ကြာဆုံးသွားတဲ့အစမ်းမာရေးဝန်ထမ်းတွေကို CDM အာဇာနည်သူရဲကောင်းတွေအဖြစ်အသိအမှတ်ပြုကြောင်းနဲ့သေဆုံးခဲ့ရတဲ့အစမ်းမာရေးဝန်ထမ်းတွေလူနာတွေပြည်သူတွေရဲ့မိသားစုတွေနဲ့ထပ်တူကြေကွဲဝမ်းနေရကြောင်းလဲ NUG ကဖော်ပြပါတယ်။ ဘုံကျဲတက်ခတ်ကြရမှုအတွင်စေခံလဲမီးလောင်ပျက်စီးခဲ့ရသလိုအနီးအနားကနေအိမ်တွေလည်းပြိုကျပျက်စီးခဲ့ရတာပါဒေါက်တာမြဆူအောင်ရဲ့ဇနီးဖြစ်သူဒေါ်ခိုင်နှင်းဝေတို့ဟာစကိုင်းတိုင်းမှာတိုက်နယ်ဆရာဝန်နဲ့အထက်တန်းသူနာပြုတွေဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအာနာသိမ့်လိုက်တဲ့နောက်မှာတော့ CDM ပြုလုပ်ပြီးတော့မကွေးတိုင်းနဲ့စကိုင်းတိုင်းမှာလိုက်လံဆေးကူတာမှုပေးနေသူတွေဖြစ်တယ်လို့သိရပါတယ်တိုက်ဆုံးခဲ့တဲ့ကျမ်းမာရေးဝန်ထမ်းတွေနဲ့အပြစ်မဲ့ပြည်သူတွေအတွက်တရားမျှတမှုကိုဆောင်ကျင်းသွားမှာဖြစ်တယ်လို့ NUG ကျမ်းမာရေးဝန်ကြီးဌာနကကတိပြုထားပါရယ်အာနာသိစစ်ကောင်စီတပ်ဟာစစ်ရေးအရာရှုံးနိုင်ပြီးမြေပြင်ကနေစစ်ကြောင်းမထိုးနိုင်တဲ့အခါလေကြောင်းတိုက်ခိုက်မှုတွေကိုပိုပြီးပြုလုပ်လာတယ်လို့ဒေါ်လန်ရေးအင်အားစုတွေကဆိုပါရယ်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကလည်းအရက်ပတ်စစ်ပတ်ခွဲခြားမှုမရှိဘဲတိုက်ခိုက်နေတာဖြစ်ပါရယ် NUG ရဲ့စည်ရင်တွေအရပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်ပြည်သူ140ကျော်တည်ဆုံပြီး360ကျော်ဒဏ်ရာရခဲ့ပါတယ်။ကျန်းမာရေးအဆောက်အဦ15လုံးအပါအဝင်နေအိမ်၊ကျောင်းဘာသာရေးဆိုင်ရာအဆောက်အဦစုစုပေါင်း290ကျော်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်ရှင်။